ပြိုင်ဘက်ကအကောင်းဆုံးရှင်ပြိုင်ကစားသွားခဲ့ပေမဲ့လည်းစူပါရေချမ်းအမှတ်နဲ့ရှုံးနေသွားတယ်ဆိုတဲ့အကြောင်းလေးကိုတင်ဆက်သွားချင်ပါတယ်။မင်္ဂလာပါပရိသတ်ကြီး။ဒီကနေ့ညမှာရှင်ပြိုင်ကစားခဲ့တဲ့ One Friday Fight 100ပွဲစဉ်မှာဆိုရင်စူပါရေချမ်းကပြိုင်ဘက်ဖြစ်သူ Rotten ရဲ့ရောက်ဖောက်ပေါင်းစင်ချန်ပီယံဆန်ကအစ်ကိုအကောင်းဆုံးရှင်ပြိုင်သွားခဲ့ပေမဲ့လည်းအမှတ်နဲ့ရှုံးနေသွားခဲ့ရပါတယ်။ ဒီပွဲမှာဆိုရင်စူပါရေချမ်းကတခါ knock down ပေးလိုက်ရပြီးစံကာတဲ့၂ကြိမ်လဲခဲ့ပေမဲ့လည်းတိုင်ကအမှတ်စင်မရခဲ့ပါဘူးချက်ထရီနဲ့ဝိုင်းရဲ့အထူးပေါချာမှုပလိုက်တယ်လို့လည်းခံစားမိပါတယ်စူပါရေချမ်းကကစ်တွေရောတွဲလုံးပိတ်ခင်းပလန်တွေရောကောင်းပါတယ်၃ကြိမ်မှာစံကာတဲ့တလုံးကျနေခဲ့ပါပြီစူပါရေချမ်းတောက်လက်သေးတွေကစ်တွေထိုးနိုင်ခဲ့ပြီးစံကာတဲ့ဟန်ချက်ပြည့်မျက်နှာပွင့်နေခြင်းဆက်မဖြစ်တာဆိုရင်လည်းတုံသွားလို့အလဲမထိုးနိုင်ခဲ့တာလို့မြင်မိပါတယ် သူတို့ကွင်းမှာသူတို့ချန်ပီယံကိုအကောင်ဆုံးထိုးသက်ပြသွားတာပါအမှန်နဲ့ရှုံးဝင်မိမဲ့ကိုငယ်စရာမရှိတဲ့အကျိန်နဲ့ပွဲတပွဲပါဒီပွဲမှာစူပါရေးချမ်းကိုအတော်လေးအားရပါတယ်ကို့ထက်လေအရက်လက်တန်ပေါ်ရီတာသူချန်ပီယံကိုရှင်ပြိုင်သွားပြနိုင်ခဲ့တာပါဇွဲတက်တီလေတော်တော်လေးကောင်းပါတယ်စူပါရေချမ်းဒီပွဲမှာဖောင်းမဖြစ်ခဲ့ပါဘူးစံကာတစ်ကတော့ဖောင်းဖြစ်ခဲ့ပါသေးတယ်ရှုံးပင်မဲ့ဂုံမငယ်ရတဲ့စူပါရေချမ်းရဲ့ပထမအုံဆုံးကစ်ပေါက်စင်ပွဲတစ်ပွဲပါ ဇွဲတတိပါဏမှုနဲ့အကောင်ဆုံးလုတ်ပြနိုင်တာမို့ဆက်လက်အနိုင်တွေ့ရမယ်လို့မျှော်လင့်မိပါတယ်။စူပါရေချမ်းကနောက်ဆုံးအချီမှာပူကောင်းလာပေမဲ့လည်းရှေ့အချီတွေမှာနှိပ်ထားတာမို့စိတ်မမီခဲ့ပါဘူး။အမစင်ရေခံရပြီးနောက်ပိုင်းမှာတော့ခြေကံကျက်တိတ်မတုံတော့တာကိုသတိထားမိပါရယ်။နောက်ပိုင်းမှာပွဲချိကက်ပုံမှားသွားတာလို့ထင်မိပါရယ်။စံကာတည့်ရဲ့လက်သီးတွေကတော့တဲ့တဲ့ကိုထိခဲ့တာပါ။ဒုတိယအချိန်မှာတင်စူပါရေချမ်းကအလဲမထိုးခံရလို့တော်ပါသေးတယ်။ စံခါတက်ကတိုက်ဆက်ဖွင့်ထိုးလာတာပါညာခြေကိုအပြုတ်ပြီးအောက်ပိုင်းဖြူတာတွေလုခဲ့တာပါစံခါတက်ကတော့ဘေကြီးနဲ့ပြန်ကန်ခဲ့ပါတယ်တောင်းလက်တီတွေကတအားမြန်ခဲ့တာပါတတိယအချိန်မှာတော့စူပါရေချမ်းရဲ့ body kick တွေ high kick တွေစံခါတက်ကိုထိပါတယ်တစ်ချက်တစ်ချက်ပဲထိတာတောင်းစံခါတက်ပြာနေခဲ့ပါပြီဒီတတိယအချိန်မှာတော့စူပါရေချမ်းတာတယ်လို့ပဲမြင်မိပါတယ်ဘလို့ပဲဖြစ်ဖြစ်ဒီပွဲကစူပါရေချမ်းရှုံးသွားပေမဲ့လည်းအရှုံးမရှိတဲ့ပွဲမျိုးပါ ဒီဘွဲကနေပညာရေးယူပြီးနောက်ဘွဲတွေမှာအကောင်းဆုံးပြန်လာနိုင်ပါစေဆိုပါရေးချင်ရင်ပိတ်တကြီးရောဒီဘွဲအတွက်ဘွဲအမြင်လေးကိုပြောပြပေးကြရအောင်အဆုံးထိကြီးစုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်